ကျွန်တော်တို့ကြာသာပရိသတ်သမီးများအတွက်ဆဲစာကံကြမ္မာကိုဆက်လက်ပြီးလမ်းညွှန်တော့မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တရက်အော်တိုဘာလ2025ဗိုလ်တဘူးနေ့ကနေပြီးတော့10ရက်အော်တိုဘာလ2025တောက်ကြနေပေါ့ဒီဆဲစာတော့ဒီမှာကျွန်တော်တို့ကြာသာပရိသတ်သမီးတွေဘယ်လိုတွေဖြစ်မလဲဘယ်လိုကံကြမ္မာမျိုးတွေနဲ့ရင်ဆိုင်တွေ့ရမလဲစသဖြင့်ကျွန်တော်တို့ကြည့်လိုက်ကြရအောင်။အဲ့တော့တင်နေပြီးတဲ့ဗီဒီယိုဖိုင်တွေကိုလည်းဝင်ရောက်ကြည့်ရှုအားပေးလေ့လာလို့ရပါတယ်။ဆက်လက်ပြီးတော့လည်းကျွန်တော်တို့နောက်ဆုံးစနေအထိ လက်ညှိုးမြောက်ပြီးသွားမှာဖြစ်ပါတယ်ရဲမရောမင်းရင်တလင်းမှာမင်္ဂလာပါဗျကဲကြာတာဘေးသားသမီးမိတ်ဆွေများအတွက်ပါကဲကြာတာဘေးသားသမီးမိတ်ဆွေများတော့ဒီ၁၀ရက်တော့အတွင်းမှာကန်ကောင်းနေတာဖြစ်ပါတယ်ကန်ကောင်းတဲ့ဆဲဆောက်ပိုင်ဆိုင်နေရတာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ဒီ၁၀ရက်တလားလောက်ကကိုကကန်မကောင်းခဲ့ဘူးအဆိုးတွေကြီးရင်ဆိုင်ကြုံတွေ့ရတယ်အခု၁၀ရက်မှာတော့အဲ့လိုမဟုတ်ဘူးဟာလာပြန်ပြီးတော့ကောင်းတဲ့အလှည့်ကိုရောက်လာပါ ဲ့တော့ပေါင်တဲ့ဘက်ကနေလင်းတဲ့ဘက်ကိုပြန်ရောက်လာပြီလို့ပြောလို့ရပါတယ်အဲ့တော့ယုတ်တရဆိုသလိုကံကောင်းမှုတွေရောက်လာမယ်ယုတ်တရဆိုသလိုဝန္ဒတရားသတင်းစကားတွေကြားရမယ်ကိုလောက်တာတွေကအကျိုးပေးလာမယ်ကံလိုက်လာမယ်ပေးဆက်ခဲ့သမျှဟာလာကိုလောက်ကံခဲ့သမျှအခုချိန်ခါမှပြန်ပြီးတော့ကောင်းစားမယ်အောင်မြင်မယ်အကျိုးခံစားရမယ်ဆိုရယ်ဆဲစာဖြစ်တယ်အဲ့တော့ကုညီထောက်ပံ့ပေးမယ်ကိုပံ့ပိုးပေးမယ်သူတွေကလည်းလွယ်လင်းတကူကုနာမှာရှိနေပြီလို့ပြောလို့ရပါတယ်အဲ့တော့ဒီဆဲစာဒီဟာလာ ကံတရားမျက်နှာသာပေးနေတဲ့ဆဲအစာကိုပိုင်ဆိုင်မှာဖြစ်တဲ့အတွက်ကြောင့်မိမိဖြစ်ကျင်တာလှုပ်ကျင်တာတွေကိုဒီဆဲအတော်တွင်ကြိုးစားရင်ဖြစ်နိုင်ပါတယ်အဲ့တော့ဒီဆဲမှာအလောက်ကန်စီဝိုင်းရောင်းဝယ်တဲ့ပတ်သက်လို့ဆိုရင်လည်းဘလို့ပဲခက်ခဲတွေဖြစ်ဖြစ်အကျက်တဲတွေဖြစ်ဖြစ်ဖြစ်အခုချိန်မှာတော့ပြန်လဲပြီးတော့ဥမော်ကောင်းမွန်လာပြီအဲကိုယ့်ဘက်ကပြန်ပြီးတော့ပါလာပြီဆိုတဲ့ဆဲစာဖြစ်ပါတယ်အဲ့တော့အလောက်ကန်ကြံစည်သမျှတွေဒီဆဲတာအတွက်ဒီမှာအောင်မြင်မယ်မဖြစ်အစင်မပြေတဲ့ဟလာမဖြစ်ခဲ့တဲ့အလောက်ကိစ္စတွေဒီဆဲစာမှာပြန်ပြီးလုပ်ခြင်းအဖြစ်ပြန်လဲပြီးအောင်မြင်အစင်ပြေလာမှာ ဖြစ်ပါတယ်အဲ့တော့ဒီဆေးရမှာငွေကြေးပေါ့ငွေကြေးနဲ့ပတ်သက်တော့ဒီဆေးရမှာနည်းနည်းလေးစိတ်ငြိမ်းရတယ်ရရရှိတဲ့ပတ်စံတွေကမရနိုင်တာနည်းနည်းလေးထိငော့တာမျိုးတွေဖြစ်တတ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးအတိုက်ခံသဘောလေးတွေရန်ဆောင်တဲ့သဘောလေးတွေပြောဝဆူဝတတ်တယ်အချင်းများတတ်တယ်နည်းနည်းလေးဒီချက်ကိုသတိထားကြည့်ဆိုင်ပါအဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဟာလာအဲကိုကပြောရဆိုတာစိတ်ညစ်ရတဲ့ဆိုတဲ့အခြေအနေမျိုးတွေဖြစ်တတ်တယ်အဲ့တော့ငွေကြေးအာမခံထားတာတို့ငွေကြေးနဲ့ပတ်သက်ပြီးအာမခံရေးရတာတို့ဒါမျိုးတွေဆိုရင်တော့ကို့မှာဟာလာဈာဝင်ပါတာဝင်ဖြည့်ရှင်းရတာ ဆိုတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အဲကိုကကိုကိုဘက်ကကိုနေအဆင်ပြေတယ်တခြားသူနဲ့တွားပြီးတော့ဟလာပတ်သက်ဆက်နွယ်ပြီးတော့မှအဲရောလိုက်မိမှပတ်သက်လိုက်မိမှငွေကြေးကကိုအတွက်ပါအဆင်မပြေဘူးအဲစိတ်ညစ်ရတယ်ဆိုတာမျိုးလေးတွေစိတ်ကတိကောက်ဖြစ်ရတာဒါမျိုးလေးတွေကြုံရတာပေါ့အဲ့တော့အခြေအနေမြေတားကြီးနဲ့ပတ်သက်လာရင်တော့အဲဒီဆဲတာအတော်တင်မှာအမြင်မကြည့်တာနားလည်မှုလွဲတာသဘောထားကွဲလဲတာစကားပြောရတာအဆင်မပြေတာမျိုးတွေဖြစ်တတ်တယ်ဆိုရင်တော့အခြေအနေမျိုးတော့မဟုတ်ဘူးပေါ့အဲ့တော့ဒီဆဲမှာဆိုလို့ရှိရင်တော့ ဟလာပုံမှန်အစဉ်ပြေတင့်မြတ်နေတဲ့အခြေအနေတော်ကြီးကနည်းနည်းလေးကတော့ကဆာလေးတွေစကားပြောရတာမျိုးတွေကြုံရတာတယ်။ तू ကဟိုလိုဆိုကွက်ဒီလိုကွက်ဒီလိုဆိုသူကဟိုလိုဖြစ်ပြန်ရောဒါမျိုးတွေဖြစ်တတ်တယ်ပေါ့။အကဲကျမကြီးနဲ့ခကြီးနဲ့ပတ်သက်တဲ့ကိစ္စပေါ့။ကျမကြီးနဲ့ပတ်သက်လို့ခကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့နည်းနည်းလေးကျမကြီးနဲ့ပတ်သက်ရုတ်တရက်ဆိုသလိုကျမကြီးခြူကြတာအဲ့ဒါစီရိုးစေးတော့ရတာစီလင်းကြတာမျိုးတွေဖြစ်တတ်တယ်။ရုတ်တရက်ထိခိုက်တံရတာအနာပေါ်တာဖြစ်တတ်တယ်။အနာအောင်ရောအောင်နေပြန်ထတတ်တယ်။ ဆိုတဲ့သဘောမှာရှိပါတယ်။ခကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမကောင်းပါဘူး။စိတ်ညစ်စရာခီးခကြီးမကောင်းတော့ခီးတွေတွားရကြုံရတတ်တာဖြစ်တဲ့တော့ကြောင့်အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေဆိုရင်မလုပ်တာပို့ပြီးတော့ကောင်းပါတယ်။အဲ့တော့ကျမ်းမာရေးကူးဆိုင်ဖို့လိုပါတယ်။အဲ့တော့ဒီဆက်ဆက်အတွက်အနှစ်ချုပ်ကံအစုကောင်းကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ကံကောင်းတဲ့နေရာမှာတော့ပါတယ်သို့တော်ညာလဲကျွန်တော်တို့ရေရရလုပ်ဖို့လဲလိုပါတယ်အဲ့တော့ကံကောင်းတဲ့သို့တော်အားရကြည်နဲ့လောက်တဲ့ကံကောင်းမှုမျိုးမဟုတ်ဘူးဒါကြောင့်ရေရရလောက်ရပါဘောနော်အဲ့တော့ မယ်တိလရှင်တပါးပါးဦးငွေ200သို့မဟုတ်ငွေ2000လူပါနောက်မရှိနွမ်းပါတဲ့သူတွေကိုလည်းငွေ200ငွေ2000ဆွန့်ကြပေးကမ်းလှူတာမှာဒီတရားလေးလှုပ်ထားတင်ပါတယ်အဲ့တော့မလဲမချောင်တာကျွန်တော်တို့ဆိုးရဟောချက်တွေဦးဟောရတဲ့အတွက်ဒါတွေကသိဖဲလွဲဖဲပြီးတော့ကောင်းတဲ့ဟောချက်တွေသာထိရောက်မှန်ကန်ပြီးကောင်းကျိုးများစွာ ရရှိနိုင်ပါစေဒီဆရာအတွက်ပေါ့နော်ကျသာရိသာသီမိတ်ဆွေများအဆောင်နေနဲ့ နှစ်လမ်းမလောက်ပတ်လည်ရှိတဲ့စက်ကူပြောင်လေးကိုကကြည့်နဲ့ညှက်လိုက်ပါပင့်လေးတော့ဘောပင်နဲ့လေးတော့တရံဆွဲပါလေးတော့အလယ်မှာမှဝါလုံးဆွဲပါဆွဲပြီးတော့ဒီစက်ကူလေးကိုကျွန်တော်တို့အိတ်ကလေးပေါ့အိတ်အတန်လေးတဲရင်နဲ့ထည့်ပြီးတော့ပတ်စံအိတ်ထဲမှာရောပြီးတော့စောင်းတာပါဒီဆယ်ရက်ရဲ့ဟလာအချိုးပိလက်ရွှင်ကန်ကောင်းစီတဲ့အယောင်ဒီနီညူအောင်ဖြစ်ပါတယ်အဒီဆယ်ရက်အချိုးပိလက်ရွှင်ကန်ကောင်းကနန်းဒီတက်ကနန်းလေးကနန်းဖြစ်ပါတယ်ကြာသာပရိသတ်သမီးမိတ်ဆွေများအတွက်လက်ညွန်ပေးခဲ့တာပါ